အခုတင်ဆက်ပေးမယ့်သတင်းကတော့2022ခုနှစ်အတွင်းအတည်ပြုချက်အရမြန်မာနိုင်ငံရဲ့တရားဝင်လူဦးရေမှာ60တသမ68သန်းရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။2022ခုနှစ်အောက်တိုဘာလ1ရက်နေ့ကအတည်ပြုသတ်မှတ်ခဲ့တဲ့မြန်မာနိုင်ငံရဲ့တရားဝင်လူဦးရေဟာ60တသမ68သန်းရှိခဲ့တယ်လို့ပထမကျင်းရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ပြည်စမပုံမှန်အစည်းအဝေးမှာရန်ကုန်တိုင်းဒေသကြီးတကောင်စင်းကော်မတီအတွင်းရေးမှူးဦးကျင်လင်းကပြောကြားခဲ့ပါတယ်။ ၎င်းရဲ့တင်ပြမှုအရ2012ခုနှစ်အောက်တိုဘာလ1ရက်နေ့ကအတီးပြုတ်သတ်မှတ်ခဲ့တဲ့မြန်မာနိုင်ငံရဲ့တရားဝင်လူဦးရေမှာ60တသမ68သန်းတိုးနှုံ3တသမ68ရာခိုင်နှုန်းဖြစ်ပြီး2012ခုနှစ်အောက်တိုဘာလ1ရက်နေ့ကအတီးပြုတ်သတ်မှတ်ခဲ့တဲ့တရားဝင်လူဦးရေမှာ60တသမ38သန်းတိုးနှုံ1တသမ31ရာခိုင်နှုန်းရှိရာကြောင့် 2012ခုနှစ်လူဦးရေမှာ2021ခုနှစ်လူဦးရေထက်9300ကျော်တိုးပွားခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့1983ခုနှစ်ကမြန်မာနိုင်ငံရဲ့လူဦးရေမှာ28တသမ6နှစ်တန်းရှိခဲ့ပြီး1983ခုနှစ်မှာလူဦးရေပေါင်း35တသမ3တုံညာတန်းဖြစ်လာခဲ့ပြီးလက်ရှိလူဦးရေဟာ1983ခုနှစ်လူဦးရေထက်တစ်ဆကျော်ထိရှိလာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာအနာဂတ်စီမံကိန်းတွေရွေးဆွဲရမှာမှန်ကန်တိကျတဲ့လူဦးရေနဲ့စီးပွားရေးအချက်အလက်တွေရရှိနိုင်ဖို့အတွက်ရည်ရွယ်ပြီး2014ခုနှစ်ပြည်လုံးကျသကောင်စင်းအကောက်ယူဖို့အတွက်ပြင်ဆင်နေရပဲဖြစ်ပါရဲ့ရှင်။အခုစားရလဲချက်ကုန်ကြည့်မကောင်းတော့ဘူး။ Vita Prime Plus မှာအမြင်တက်တွေကြွေးဝါးစွာပေါင်းလို့နေ့စဉ်အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ပုံမှန်တွေ့လျက်နှပ်ပလာပြီးညအိမ်ရောင်ဝယ်နေတိုင်း Vita Prime Plus ကိုတောက်ပါ။ Prince peter prune bless.